တယောက်ရောသွားရင်တစ်ဖက်သင်းကိုဘယ်လိုအနိုင်ယူရမလဲဆိုတာအခုထိမသိကြသေးတဲ့အန်ဇိုမာရက်စကာနဲ့ချယ်ဆီကစားသမားများလို့ဝေဖန်ပြောဆိုလာတဲ့ခရစ်ဘာလီအားလုံးပဲမင်္ဂလာပါခင်ဗျာ ကိုဆိုင် HSC လား YouTube Channel နဲ့ Facebook Page ကနေအပြာရောင်ကြီးကိုရီအားလုံးနေထွေးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြပြသွားမယ့်အကြောင်းအရာလေးကတော့တယောက်ရောသွားရင်တစ်ဖက်အသင်းကိုဘယ်လိုအနိုင်ယူရမလဲဆိုတာအခုထိမသိကြသေးတဲ့အန်ဇိုမာရက်စကာနဲ့ချယ်ဆီကစားသမားများလို့ဝေဖန်ပြောဆိုလာတဲ့ခရစ်ဘာလီရဲ့ပြောကြားချက်လေးပဲဖြစ်ပါတယ်ခရစ်ဘာလီဟာ1989ခုနှစ်က နေ1998ခုနှစ်အထိချယ်ဆီအသင်းရဲ့ကွင်းလယ်မှာခြေစွမ်းပြကစားနိုင်ခဲ့တဲ့ကနဝင်ကစားသမားတော်ဟောင်းတူဖြစ်ခဲ့ပြီးစကော့တလန်အသင်းရဲ့နိုင်ငံလက်ရွေးစင်ကစားသမားအဖြစ်လည်းကစားခဲ့ဘူးသူတဦးလည်းဖြစ်ပါတယ်။ Craig Barley ဟာကစားသမားဘွားကနေအနားယူပြီးတဲ့နောက်ပိုင်းမှာတော့လက်ရှိအချိန်ထိ ESPN FC အစီအစဉ်ရဲ့ဘောလုံးသုံးသပ်သူပန်တေးတယောက်အဖြစ်အောင်မြင်စွာလုတ်ကန်ကြီးရရှိနေတာပဲဖြစ်ပါတယ်။စနေနေ့ညကရှင်မြန်ကစားခဲ့တဲ့ Premier League ပွဲစဉ်6ပြည့်ချယ်ဆီအသင်းအင်ဂွင်းစတန်ဖို့ဘရစ်ကွင်းကြီးထဲမှာချယ်ဆီအသင်းက Brighton အသင်းကို2-3ဆိုတဲ့ပြတ်သားတဲ့ရလဒ်နဲ့ရှုံးနေ င်းခဲ့ရပြီးနောက် ESPN FC အစီအစဉ်မှာ Craig Barley က Chelsea သင်းနီးပြ Enzo Maresca ရဲ့ Chelsea သင်းဟာအခုချိန်ထိတယောက်ယော့သွားခဲ့ရင်တောင်ဘလို့ကစားရမလဲဆိုတာမသိပုံနဲ့အခုချိန်ထိကလပ်ကကလပ်ဗလားချန်ပီယံဆိုတဲ့ဂုံပုတ်ပေါ်မှာတာယာမနီဖို့နဲ့လာမယ့်ပွဲစဉ်တိုင်းကိုအကောင်းဆုံးကြော်ဖြတ်ဖို့လိုအပ်ပုံကိုအခုလိုပဲပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားခဲ့တာပဲဖြစ်ပါတယ် Craig Barley က Chelsea သင်းဟာအခုချိန်ထိတယောက်ယော့နဲ့တစ်ဖက်အသင်းကိုနိုင်အောင်ဘလို့ကစားရမယ်မရှုံးသွားအောင်ဘလို့ကစားရမယ်ဆိုတာသူတို့မသိသေးကြဘူးဗျလက်ရှိအသင်းဟာအခုထပ်ပုံမူမ ွဲမာကျော်ဖို့လိုအပ်နေသေးပါတယ်။အစေရောက်၁၁ရောက်မလို့ရှုံးမှာပေါ်ဆိုပြီးတချို့ကပြောရင်ပြောကြပါလိမ့်မယ်။တကယ်တမ်းတော့ဒီလိုစကားအခါစင်ကြေတက်တက်ပါပဲ။ဒီလိုအဆင့်ပြိုင်ပွဲမျိုးမှာကစားသမားတိုင်းဟာတယောက်ယောက်နဲ့ကစားခဲ့တဲ့ပွဲတွေကိုဖျက်တမ်းခဲ့ဘူးပြီးပြီးအဲလေ့ကျင့်ခွင့်မှလည်းအခုလိုအနေထားမျိုးတွေကိုလေ့ကျင့်ခဲ့ကြလိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်။တယောက်ယောက်အနေထားမှာတိုက်စပိုင်အားနေသွားမယ်။ဘောလုံးတွေလွယ်လွယ်ကူကူဆုံးရှုံးသွားမယ်။ဒါပေမဲ့လွယ်လွယ်နဲ့အရှုံးပေးလိုက်လို့မရဘူးလေဗျာ။ဒါကချက်စည်းပဲ။မျောလင်းမထားတဲ့အခက်ခဲတွေကြားမှာရလက်ကောင်းတစ်ခုကိုဂျကုတ်ဂျက ခဲဘလို့ထိမ့်သိမ်းရမလဲဆိုတာကစားသမားတွေရောနီးပြားတွေရပါတင်ယူနိုင်မှရပါမန်ချက်စတာယူနိုက်တက်အသင်းနဲ့အရင်ပတ်တုန်းကလည်းမန်နေဂျာရဲ့တွေးယူတွေးတဲ့လူစားလဲမှုတွေကိုမြင်ခဲ့ရတကယ်ကိုဆုံးဖြတ်ချက်အမှားတွေကိုပြုလုပ်မိခဲ့တယ်ဆိုရင်ဘလို့လီးနဲ့ပြန်လဲတက်မှတ်ရမယ်ဆိုတာနီလန်ရှာမှာသိကြပဲဗျဒါပေမဲ့အဲ့ဒီနီလန်ကိုမာရက်စကာကရှာမဖွေနိုင်ခဲ့ဘူးနှစ်ပွဲဆက်တိုက်လူထုတ်ခံရတယ်နှစ်ပွဲဆက်တိုက်လူလျှော့သွားတာနဲ့ရင်းမွေတကောင်အလားလားလွယ်လွယ်ကူကူနဲ့အရှုံးမေးလိုက်ကြတာပါပဲအနောက်ဘက်ကလဘာဘူးသင်းနဲ့ရင်ဆိုင်ရပါဦးမယ်အဲ့ဒီပွဲမှာဘလို့လူစင်းနဲ့ပွဲထွက်ပြီးဘလို့ရင် င်ဆိုင်အောင်မလဲကျွန်တော်ကတော့မစင်စားတတ်သေးတာအမှန်ပဲဗျကျွန်တော်ဟာချက်စည်းတင်းကိုအားပေးနေတဲ့ပြိသက်တယောက်ဖြစ်ပါတယ်အခုအချိန်မှာကမ္ဘာချန်ပီယံဆိုတဲ့ဂုံဘုတ်နဲ့တာယာနေတာတွေကိုသူတို့တွေရထားလိုက်ဖို့အချိန်တန်ပါပြီပရီးမီးယားလိဂ်ချန်ပီယံလိဂ်တွေရဲ့အဲဒီဟာကျွန်တော်တို့အမှန်တကယ်အာယုံဆက်ရမယ့်ပြိုင်ပွဲတွေဖြစ်ပါတယ် အဒီလိုပြိုင်ပွဲရလဒ်တွေကမန်နေဂျာရဲ့အဆူအကောင်အနာဂတ်ကိုအဆုံးဖြတ်ပေးသွားမှာပဲဖြစ်ပါအခုလက်ရှိအနေအထားကိုကြည့်ရတဲ့လောက်ကတော့မာရက်စကာနဲ့သူ့ရဲ့အသင်းသားတွေဟာဖီအားတွေများလာတာနဲ့အလွယ်တကူပြိုကျကြီးမွားသွားတာပဲလို့ပြောကြားခဲ့တာပဲဖြစ်ပါဒါကြောင့်မို့လို့ခရစ်ဘာလီပြောသလိုနီးပြမာရက်စကာရဲ့ချက်စည်းသင်းသားတွေလည်းခရစ်ဘာလီရဲ့ပြောကြားချက်တွေအပေါ်လိုက်နာပြီးရှိတဲ့လူစဉ်သေးချာလေးဂိုင်တွေကနိုင်ပွဲပြန်လည်ရရှိဖို့လိုအပ်တယ်လို့ Sporting Writer နှစ်ယောက်ကလည်းဇန်နဝါရီကာလမှာအတွေ့အကြုံရှိတဲ့ဂေါသမကောင်တအူးနဲ့ခန့်စစ်ကောင်တအူး ဦးကိုခေါ်ယူပေးတင်မှာကြောင်းပြောကြားရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်။ညီကိုတို့တွေအနေနဲ့ကတော့ခရိတ်ပါလီရဲ့ပြောစကားတွေပေါ့ဘလို့အမြင်လေးတွေရှိကြလဲ။သူ့ရဲ့ပြောစကားတွေကအမှန်ပဲဖြစ်သလားဆိုတာကိုယ့်ရဲ့အမြင်လေးတွေကိုအောက်ကကွန်မန့်ဘောက်ထဲဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ခင်ဗျာ။ကျွန်တော်ရဲ့ YouTube Channel နဲ့ Facebook Page မှာနေ့စဉ်ချက်စီးသတင်းအကြောင်းအရာတွေနဲ့ပွဲကြိုပွဲပြီးသုံးသက်ချက်တွေတင်ဆက်ပေးနေတာဖြစ်လို့ကိုစားရင်ချက်စီးလိုက် YouTube Channel နဲ့ Facebook Page လေးကို Like and Follow Subscribe လုပ်ပြီးတော့ခဲ့ကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။